္လာပါအားလုံးကနေ့ပြချမ်းမှချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါရစေဒီနေ့မှာဘုန်းကြီးနှုတ်နှစ်ဖက်နားလည်မှုဆိုတဲ့ခေါင်းစဉ်နဲ့ဟောချင်ပါတယ်ဒီအပြန်လန်နားလည်မှုနှုတ်နှစ်ဖက်နားလည်မှုဟာလူအဖွဲ့အစည်းတစ်ခုမှအင်မတန်မှလိုအပ်တဲ့လူနှစ်ယောက်တူနေကြပြီဆိုရင် တူနဲ့တူ နားလည်မှုအပြည့်နဲ့နေမှကောင်းကြတာမိသားစုတစ်ခုတည်းမှာဆိုရင်လည်းမိသားစုဝင်အချင်းချင်းတူနဲ့တူနားလည်မှုတွေရှိနေမှပြောစရာကောင်းတာ ဒီလိုမှမဟုတ်ရင်ပြောเสียရမကောင်းတော့ဒီအပြန်အလှန်နားလည်မှုရှိမှသာလဲအပြန်အလှန်လေးစားမှုတွေရှိမှသာလဲဘဝအတိတ်ပဲပြည့်စုံတာအဲ့ဒီမှာအဲ့ဒီတော်မှာပဲဘဝကနေလို့ကောင်းတာမဟုတ်ရင်တော့မကျေနပ်မှုတွေနားလည်လွယ်မှုတွေနဲ့မပူလောင်တင်ပဲနဲ့ပူလောင်နေရတာနေစနဲ့အမြမပူလောင်တင်ပဲနဲ့ပူလောင်ပြီးတော့ကြော်ဖြတ်နေတာကြီးဟာမထိုက်တန်ပါဘူးဒီတော့က နှစ်ယောက်ရှင်းနှစ်ယောက်အချင်းချင်းနားလဲစွာနဲ့သူခံစားမှုလည်းနားလဲပေးရမယ်ကိုခံစားမှုလည်းနားလဲပေးရမယ်ဒါပေမဲ့တစ်ခါတလေကြာရင်တစ်ဖက်သက်ဆန်တဲ့တကူကောင်းသမားတွေရှိတယ်အဲဒီတစ်ဖက်သက်ဆန်တဲ့တကူကောင်းသမားတွေကသူစားချင်တာပဲသူဦးစားပေးတယ်သူလှုပ်ချင်တာပဲဦးစားပေးတယ်သူသွားချင်တဲ့နေရာကိုပဲဦးစားပေးတယ်တစ်ဖက်သူဘလို့ခံစားနေတယ်လဲမစင်စားပေးဘူးတစ်ဖက်သူဘာတွေဖြစ်နေတယ်လဲဘာလို့ချင်တယ်လဲမစင်စားပေးဘူးအဲ့ဒီခါမှာတစ်ဖက်ကလူကခံစားလာရအောင် တော့ဒီအရာတွေကလောကကြီးမှာအင်မတန်လိုအပ်တယ်ဘဝအခက်အခဲတွေတိုက်ပွဲတွေဆိုတာအများကြီးရှိနေတာကိုဘုန်းကြီးတို့တွေ့မှာအဲ့ဒီအခက်အခဲတွေတိုက်ပွဲတွေကျင်းဆိုင်ရတဲ့အချိန်မှာစိတ်တခွန်အားလိုတယ်အဲ့ဒီစိတ်တခွန်အားကဘယ်ကားမှရတာမဟုတ်ဘူးကိုယ်အနာမှရှိတဲ့သူရဲ့အားပေးမှုကိုယ်အနာမှရှိတဲ့သူရဲ့ကိုယ်ပေါ်နားလည်မှုကိုယ်အနာမှကိုယ်နဲ့အတူနေတဲ့သူတွေရဲ့ကိုယ်ပေါ်မှာချစ်ခင်မှုဒါတွေကနေအားဖြစ်တာ သူတို့ရဲ့ချစ်ခင်မှုသူတို့ရဲ့လေးစားမှုသူတို့ရဲ့တန်ဖိုးထားမှုတွေကကိုယ့်ကိုအားရဖြစ်စေတယ်။အဲ့ဒီအားတွေနဲ့ဆက်ရှောင်နိုင်ကြတာ။မဟုတ်ရင်ဘဝမနေပြောတော့မနေပြောတော့ကြိုးစားခြင်းစိတ်တွေယော့လာတယ်။အဲ့တော့အတိတ်ပဲမရှိတဲ့ဘဝကြီးဖြစ်လာ။လူနှစ်ယောက်တူနေကြတယ်ဆိုအိမ်တိမ်တည်းမှာတူနေတယ်။အခန်းတစ်ခန်းတည်းမှာတူနေတယ်ဆိုပေမဲ့သူတို့အချင်းချင်းနားလည်မှုမရှိဘူး၊လေးစားမှုမရှိတော့အတူတူနေပေမဲ့အတူတူနေတယ်မမြင်ဘူး။ဒါ ကွဲပြီးသားပဲဖြစ်နေတယ်။စိတ်တချင်မတိုက်ဆိုင်ကြဘူး။နားလည်မှုကမရှိကြဘူး။လေးစားမှုလည်းမရှိဘူး။ညာတာမှုလည်းမရှိဘူး။ချစ်ခင်မှုလည်းမရှိဘူး။သဘောတွေကွဲလွဲပြီးတော့တကူကောင်းဆန်သူတယောက်ကြောင့်ကျန်တဲ့သူမှာခံစားနေရတယ်။အဲ့တော့သူပဲဖြစ်ဖြစ်ကိုယ်ပဲဖြစ်ဖြစ်ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒါကိုလက်ချင်ပြောထောင်ရမယ်။တစ်ဖက်သူရဲ့ခံစားချက်ဘယ်လိုနေမလဲဘယ်လိုခံစားသွားမလဲ။ ဘာတွေဖြစ်နေမလဲဒီလိုမျိုးနားလဲပေးတဲ့စိတ်နဲ့သူကလည်းကိုယ့်ဘောနားလဲတယ်ကိုကလည်းသူ့ဘောနားလဲတယ်ဆိုတော့အာပြီးပြည့်စုံတဲ့ဘဝပဲအဲ့ဒီပြီးပြည့်စုံတဲ့ဘဝမျိုးကိုလေ့ကျင့်ပြောထောင်ယူကြရတာမသေးခင်ဘဝကာလာလေးတိုးတိုးလေးမှာအထာတွေကြီးပြီးတော့တကောကောင်းနေဆံမနေကြပါနဲ့အဲ့တော့ရှိတဲ့သူကိုတန်ဖိုးထားပါအနာဂတ်လူနဲ့ပြောအောင်နေပါအနာဂတ်လူကိုတန်ဖိုးထားပါကိုအနာမှာကိုနဲ့အတူတူစိုးတူကောင်းပဲနေတဲ့သူတွေကိုလေးစားပေးပါ တော့အပြန်လာနားလည်မှုတွေပေးပါဒီတော့မှလည်းပျော်ရွှင်ရတာဘဝဒုက္ခပုံကြီးဒုက္ခပုံကြီးတည်းမှာခဏလောက်တတ်တာခွင့်ရဖို့အတွက်ဒီမြတ်စွာဘုရားဟောသောမေတ္တာကရုဏာဆိုတဲ့တရားတွေဟာဒါတွေပဲဒါတွေကိုလက်တွေကျင့်သုံးပြီးကိုယ်မိသားစုထဲမှာလက်တွေအရင်ကျင့်သုံးလိုက်ပါကိုယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့လက်တွေအရင်ကျင့်သုံးလိုက်ပါပျော်စရာကောင်းသွားလိမ့်မယ်ဒုက္ခတွေများနေရတဲ့ကြားထဲမှာသဘောထားကိုယ်လည်းမူကြောင်ထပ်ပြီးတော့စိတ်ဝင်ထုတ်တယ်မပြီးပါစေနဲ့ တရားအရာကိုကိုကိုတရားနဲ့ဆုံးမပြီးတော့မေတ္တာလေးထွန်းကားလောက်အောင်ကိုကိုကိုပြိုးထောင်းနားလည်မှုတွေထွန်းကားလောက်အောင်ကိုကိုကိုပြိုးထောင်းတော့တရားအထုတ်ခြင်းအပြင်လည်းစိတ်သဘောထားတွေခံစားမှုသဘောတရားတွေကိုမြင်တတ်နားလည်တတ်လာတယ်။ဒါကြောင့်တရားနဲ့ရှင်ပြီးတော့ကိုယ်နှလုံးသားကိုနူးညံ့အောင် ပြိုးထောင်းပြီးတော့ကိုဘဝပဲကိုမိသားစုပဲဥစ္စာဒီမိသားစုဒီဘဝလေးကိုပျော်ရွှင်အောင်ဖန်တီးပေးလိုက်လို့ရတာပဲ။အဲ့တော့အပြန်လာနားလည်မှုတွေနဲ့ ျော်ရွှင်တဲ့ဘဝတွေရပါစေလို့ဆုတောင်းပေးတယ်ကပ္ပသူကပ္ပသာအပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။